မင်္ဂလာပါခင်ဗျာ ACT ကွန်ပျူတာတနမကျူဆိုပါတယ်ကျွန်တော်နာမည်နိုင်လီဦးပါကျွန်တော်ဒီကနေ့ပရင်တာအကြောင်းလေးကိုမျှဝေပေးသွားခြင်းပါတယ်ခင်ဗျာကျွန်တော်ပရင်တာမှာဆိုလို့ရှိရင်အဲမိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့လုပ်ငန်းခွင်မှာကြုံတွေ့နေရမယ်လို့လည်းဒီပြဿနာလေးကိုပေါ့နော်ကြုံတွေ့ခဲ့ပြုမယ်လို့လည်းထင်ပါတယ်နော်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ပရင်တာကမဆေးမလိုက်တာတော့ပေါ့နော်ကလာတွေကကလာတွေကပုံမှန်အတိုင်းပေါ့နော်ကလာမှန်မှန်တာတို့ကိုအဲကြုံတွေ့ခဲ့မယ်လို့လည်းထင်ပါတယ်နော် အဲတချို့အဲ့ဒါတွေကြတော့ဗောနော်တချို့ပြဿနာတွေကြတော့ကိုကိုတိုင်းအဖြည့်ရှင်းလို့ရတယ်လို့တချို့ပြဿနာတွေကြတော့လဲ service ဆိုင်ပို့လိုက်မှာအဆင်ပြေသွားတာလေးလည်းရှိပါတယ်เนาะကျွန်တော်ဒီနီလန်းလေးကိုအဲတုံးကြည့်မယ်ဆိုလို့ရှိရင်လဲကိုပင်တာ color မှန်မှန်တာတွေဆေးမလိုက်တဲ့ပြဿနာတွေကိုဒီနီလန်းလေးအတိုင်းလဲလုပ်ကြည့်လို့လဲရမယ်လို့လည်းထင်ပါတယ်เนาะအဲ့တော့ဒီနီလန်းလေးကိုစလိုက်မယ်เนาะ โอเคတခုခုကိုဖွင့်လည်ရပါတယ်เนาะ Microsoft ကိုဖွင့်လည်ရပါတယ်ပြီးရင် PowerPoint ဖွင့်ကြလဲ PowerPoint လေးကိုဖွင့်လို့ရပါတယ်เนาะအဲကိုကဥပမာဆိုပါဆိုဒီပုံလေးကိုထုတ်ချင်တယ်ဒီပုံလေးကိုထုတ်ဖို့ဟာပုံလေးကိုထုတ်ရတဲ့အချိန်မှာ color တွေကပုံမှန်တိုင်းမဟုတ်ဘူး color တွေကလည်းမှန်မှန်ဦးစေးသားကလည်းမလိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဥပမာเนาะအမပြင်ရမယ့်နေရာလေးရှိပါတယ်အဲ့တော့ file name ကိုသွားပါเนาะ file name ကိုသွားပြီးတော့ print ဆိုတာလေးကိုနှိပ်လိုက်ပါ control ရဲ့ p ရဲ့နှိပ်မယ်ဆိုလို့ရှိရင်လည်းနှိပ်လို့ရပါတယ်เนาะ အဲ့တော့ဒါလေးပေါ်လာလို့ရှိရင်ပေါ့ကျွန်တော်ခုပင်တာလေးရှိထားတာကတော့ Ason လေးပါเนาะ Ason LA05 လေးပါ Okay ကိုယ့်ရဲ့ပင်တာနာမည်လေးကဒီနားမှာလာပေါ်နေပါလိမ့်မယ်เนาะ Okay ပြီးသွားလို့ရှိရင်ဒီထဲကိုသွားလိုက်ပါเนาะ Okay ပြီးသွားလို့ရှိရင်ဒီ Princeton ဆိုတာကိုတစ်ဆက်နှိပ်ပေးလိုက်ပါเนาะဒါလေးကဘယ်ထက်သွားလဲဆိုရှင် color မှန်မှန်တာတွေဆေးမလိုက်တဲ့ဟာတွေကိုသွားပြီးတော့ဖြည့်ရှင်းပေးပါပါအဲ့တော့နောက်ဆုံးမှာရှိတဲ့ဒီ maintenance ဆိုတာလေးကိုတစ်ဆက်နှိပ်ပေးလိုက်ပါ Okay အဲဒီထက်ကိုရောက်သွားပြီဆိုလို့ရှိရင်ဒီထက်မှာ ကိုယ့်ရဲ့ပင်တာလေးရပေါ့နော်ကလာကလာမမမှန်ဘူးဆေးမလိုက်ဘူးဆိုလို့ရှိရင်ဒီပေါ့နော်ဒီ hack hackling လေးလုပ်ပေးရအောင်နော် hackling ဆိုတာလေးကို hackling လေးကိုတစ်ချက်နေပေးလိုက်ပါ hackling ကိုလုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒါလေးကိုဒီဒီ step ဆိုတာလေးကိုတစ်ချက်နေပေးလိုက်နော် step ကိုနေလိုက်ပါ okay ဒါအခုလက်ရှိဒါကျွန်တော်ရပင်တာလေးနဲ့ခုကအဲတခါရဲ join ထားတာပါနော် okay ဒီအားလေးတော့ပြည့်အောင်လေးပေါ့နော်ဒါလေးကိုခဏလေးစောင့်ပေးလိုက်ပါ အဲဒါလေးပြည့်တော့အောင်စောင့်ပေးလိုက်နော်ဒါလေးကကျတော့ hackling လောက်တာပါတကယ်ကိုယ့်ရဲ့ဒီပုံထုံးနေရပုံလေးရဆေးရစေးသားမမှန်ဘူးစေးသားမလိုက်ဘူးဆိုလို့ရှိရင်ကြံနေခဲ့တဲ့စေးသားတွေရှိရဆိုလို့ရှိရင်ဒီ hack hackling နည်းကိုလုပ်ပေးလိုက်ပါနော်တကယ်လို့ပေါ်တော့တစ်ခါလုံးလို့မရဘူးဆိုလို့ရှိရင်အဲ၃လခါလောက်လုပ်ပေးလိုက်ရတယ်နော်အဲကျွန်တော်ဆိုလို့ရှိရင်လည်းဒီ ပြဿနာလေးကိုအမြဲတမ်းကြုံတွေ့ရပါတယ်အပင်တာသုံးမယ်ဆိုလို့ရှိရင်ပင်တာရဲ့သဘောတဘာပါလဲဆိုလို့ရှိရင်ပင်တာကကြတော့ပင်တာကိုဘာမှမထုတ်ခွဲနဲ့ပြစ်ထားမယ်ဆိုလို့ရှိရင်ပင်တာရဆေးမလိုက်တာတို့ပေါ့နော်အဲ့လိုမျိုးတွေရှိပါတယ်အဲ့တော့ပိုပုံမှန်ဆိုလို့ရှိရင်ပင်တာလေးကိုတည့်ရကိုပေါ့နော်အနည်းဆုံးတည့်ရကိုတစ်ခါလောက်တော့ထုတ်ပေးသင့်ပါတယ်။နှစ်ရသုံးရလောက်မထုတ်ဘူးဆိုလို့ရှိရင်အဲဆေးမလိုက်တာလေးတို့ပေါ့နော်အဲ့လိုမျိုးလေးရှိတတ်ပါတယ်။အဲကြောင့်ပါတည့်ရပေါ့နော်တည့်ရတည့်ရကိုအဲ တရက်ကိုတမို့ဓာတ်ပုံတပုံတမို့ပေါ့နော်အဲ့လိုမျိုးပင်တာလေးကိုဟိုစေးလေးစေးသားလက်အောင်ပင်ပုံလေးထုတ်ပြမယ်ဆိုလို့ရှိရင်ဒါဟိုစေးမလိုက်တာလေးလည်းရှိချင်ပါလေရှိမှာပါနော်ပင်တာကြီးကိုကဘာမှမသုံးပဲနဲ့ပြစ်ထားရဆိုလို့ရှိရင်ဟိုပေါ့နော်ဒါစေးရမလိုက်တော့ပါဘူးအဲ့တော့ ပင်တာလေးကိုမကြာခဏတုံးပြဖို့လိုအပ်ပါရဲ့နော်အဲ့ဒါဒါလေးကိုပြအောင်စောင့်ပေးလိုက်ပါဟိုဒီကွာတစ်ချက်ထုတ်ကြည့်လို့အမရသေးဘူးဆိုလို့ရှိရင်တစ်ခါလုံးလို့မရသေးဘူးဆိုလို့ရှိရင်လည်းနှစ်ခါသုံးခါပေါ်တော့သုံးလေးခါလောက်လုပ်ပေးလိုက်ပါသုံးလေးခါလောက်လုပ်ပေးပြီးသွားရဆိုလို့ရှိရင်ပင်တာလေးရဲ့ကာလာကိုမစေးသားလိုက်မလိုက်ကိုဟိုစစ်လို့ရပါတယ်နော်စစ်စစ်ရှင်တယ်အဲဒါလေးပြသွားရတော့ဒါလေးပြသွားရင်ခဏလေးစောင့်ပေးလိုက်ပါ โอเคเอ่อဒီမှာဆိုလို့ရှိရင်ပြီးသွားပြီဆိုလို့ရှိရင် finish ဆိုတာလေးကိုနှိပ်ပေးလိုက်ပါเนาะကိုက hackling လုပ် hackling လုပ်ပြီးသွားပြီလုပ်ပြီးသွားပြီဆိုလို့ရှိရင်အဲကိုရဲ့ဘာလို့ဟိုဘေးနေဘေးအယောင်ကဘေးကလာမလိုက်တာလေးဆက်ရှင်တယ်ဆိုလို့ရှိရင်ဒီအဲ no disk ဆက်ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်เนาะဒီ no disk ဆက်ဆိုတာလေးကို no disk ဆက်ကိုတစ်ချက်နှိပ်နှိပ်ပေးလိုက်ပါဒီ no disk ဆက်ကတော့ ကိုယ့်ရဲ့ပင်တာမှာစေးသားမလိုက်တဲ့ကာလာတွေကိုသူကနေပြီးတော့ပြပေးရပါတော့ကိုစေးသားမလိုက်တဲ့ကာလာတွေကိုသိကျင်တယ်ဆိုလို့ရှိရင်ပင်တာတွေကို A4 စာရွက်ပေါ့နော် A4 plain စာရွက်တစ်ချက်ကိုထည့်လိုက်ပါထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီ nosy ချက်စွာလေးကိုတစ်ချက်နှိပ်ပေးလိုက်နော် nosy ချက်ကိုနှိပ်ပြီးတော့ဒီမှာ pin စွာလေးကိုထုတ်ကြည့်လိုက်အဲ pin စွာလေးကိုထုတ်ကြည့်လိုက်လို့ရှိရင်ဘယ်လိုဟာလေးတွေ့ရမှာလဲဆိုလို့ရှိရင် အဲဒီပုံစံတန်းလေးတွေ့ရလိမ့်မယ်နော်ဒါကိုယ့်ရဲ့ပရင်တာထဲမှာဒီလိုမျိုး A4 paper လေးပေါ့နော်အလိုလေးကိုထည့်လိုက်ပါထည့်လိုက်ပြီးသွားရဆိုလို့ရှိရင်အစွမ်းနာပြောခဲ့တဲ့ဒီ node set ပေါ့နော်ဒီအဲ node set လေးကိုတစ်ချက်နဲ့တစ်ချက်နဲ့ပြီးသွားရဆိုလို့ရှိရင်ဒါ hacking တယ်နော်ဒီမှာအဲ node set ကိုတစ်ချက်နဲ့ပြီးသွားရဆိုလို့ရှိရင် pin စွာလေးကိုနှိပ်လိုက် pin စွာလေးကိုပုံမှန်တော့တစ်ချက်နဲ့လို့မရဘူးသူ pin စွာလေးကိုနှစ်ချက်ပေါ့နော်နှစ်ချက်နဲ့လိုက်နှစ်ချက်နဲ့လိုက်တယ်ဆိုလို့ရှိရင် ပင်တာနေပြီးတော့ဒီလိုမျိုးလေးတွေ့ရပါလိမ့်မယ်เนาะ Okay ဒီမှာဆိုလို့ရှိရင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ပင်တာလေးကဘယ်တော့ဟို LA05 ဖြစ်တဲ့အတွက်ဟိုစစ်ကာလာပါเนาะဟိုစစ်ကာလာပါတကယ်လို့အဲဒီမှာဟိုစစ်ကာလာမှာဆိုလို့ရှိရင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဒါလေးရ CM1K ပေါ့เนาะ CM ရဲ့ LM ရဲ့ပြီး LC ရဲ့ BK ရဲ့ Y ဆိုပြီးရှိပါတယ်ဒီအကြောင်းလေးမှာဆိုလို့ရှိရင်ဒီအတုံးလေးရပါတော့အတုံးလေးရပြက်ကြံပြက်ပြီးတော့ကြံခဲ့လို့မရပါဘူး အဲဒီဥမာစီမာဆိုလို့ရှိရင်လည်းစီစီသားလေးရအလင်ကောင်လေးမှာပြက်ကြံခဲ့ရင်မထင်ဘူးဆိုလို့ရှိရင်ဒါစီအယောင်ကမလိုက်ပါဘူးနော်ဒီလိုမျိုးမလိုက်ဘူးဆိုလို့ရှိရင်အဲဒီကျွန်တော်ပြောခဲ့တဲ့ဆိုတော့ hackling လေးကိုပေါ့နော်ဒီ hack hackling လေးကို သုံးကလောက်သုံးလေးကလောက်လောက်ကြည့်လိုက်ပါသုံးလေးကလောက်လောက်ကြည့်လိုက်နော်ဟက်ကလင်းကို30နေပြီလို့ရှိရင်အဲ finish ပြီးသွားလို့ရှိရင်ဟက်ကင်းကို30နေတက်လို့မျိုးသုံးနေကလောက်လောက်ကြည့်လိုက်လောက်ကြည့်ပြီးသွားရဆိုလို့ရှိရင်ဒီ noisy set နဲ့ဘာနော်ဆိုတော့ noisy set နဲ့ပြန်ပြီးတော့စစ်ကြည့်လိုက်ပါစစ်ကြည့်သွားရဆိုလို့ရှိရင်အဲဒီလိုမျိုးလေး ဒီလိုမျိုးလေးအယောင်လေးရအကုန်လုံးလိုက်တယ်အစင်းချောင်းနေရာလည်းမရှိတော့ဘူးအကုန်လုံးကစေးသားတွေကမှန်နေဆိုလို့ရှိရင်ဒါအဲထုတ်ကြည့်လို့ရပါပြီเนาะဒါပင်တာကလာလေးရအကုန်လုံးပြန်ပြီးတော့ပုံမှန်အတိုင်းပြန်ပြီးတော့လိုက်ပါပြီเนาะအဲဒီနီလန်းလေးကိုလည်းလုတ်ကြည့်ပါเนาะအဲဒီနီလန်းလေးအတိုင်းလည်းလုတ်ကြည့်ပါတချို့ဒီဆေးမလိုက်တဲ့ကလာလေးကလာအယောင်နေမှန်မှန်တာဆိုလို့ရှိရင်အဲဒီနီလန်းလေးကိုစမ်းကြည့်မယ်ဆိုလို့ရှိရင်လည်းတော်တော်များများအဆင်ပြေပါရဲ့เนาะကိုယ်ကတကယ်လို့ဒီနီလန်းလေးတိုင်းလည်းမရဘူးအဲစေးစားရတယ်ဘယ်လိုမှ မလိုက်ဘူးဆိုလို့ရှိရင်တော့ဒါ service ဆိုင်ကိုတော့ service ဆိုင်ကို ို့လိုက်တာတော့ကောင်းပါရဲ့နော်အဲ့တော့ပုံမှန်ဆေးမလိုက်ဘူးကာလာမလိုက်ဘူးအကြောင်းမလိုက်ဘူးဆိုလို့ရှိရင်ဒီနီလန်းလေးတိုင်းလေးစမ်းကြည့်ပါဟိုဟက်ကလင်းကိုဟက်ကလင်းနဲ့ကိုတစ်ချက်မရဘူးဆိုလို့ရှိရင်၃လေးချက်လောက်ပေါ့နော်၃လေးချက်လောက်၄၅ချက်လောက်ဟက်ကလင်းနဲ့လုံးကြည့်လိုက်ပါလုံးကြည့်ပြီးသွားရဲ့ဆိုလို့ရှိရင်ကာလာအကြောင်းလိုက်လားမလိုက်လားဆိုတာကိုနိုဒီဆက်နဲ့ပြန်ပြီးစစ်ပဲလိုက်ပါနော်ကာလာမလိုက်မရှင်အကြောင်းမလိုက်မရှင်ဒီမှာအတုံးလေးဖြစ်နေပေါ့နော်အကုန်လုံးအစင်းချောင်းနေမဟုတ်ဘူး အကုန်လုံးကစေးသားလိုက်တဲ့အထီကိုနိုစီဆက်ကိုအဲစစ်ပြီးတော့ဟက်ကလင်းနဲ့လှုပ်ကြည့်လိုက်ပါနော်။ Okay ဒါဆိုလို့ရှိရင်ဒီနီလန်းလေးတိုင်းလည်းအဲလှုပ်ကြည့်လို့လည်းရမယ်လို့လည်းထင်ပါတယ်နော်။ ကိုယ့်ရဲ့ပင်ပင်တာမှာစေးသားမလိုက်တာကလာမလိုက်တာအယောင်မှန်မှန်တာတွေကိုဒီနီလန်းလေးတိုင်းနဲ့အဲစန့်ကြည့်လို့ရမယ်လို့လည်းထင်ပါတယ်เนาะโอเคအဲဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုသင်ခန်းစာလေးရမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်เนาะတကယ်လို့အဆင်မပြေရရှိရင်နားမလည်ရလေးရှိရင်သိကျင်တာလေးရှိလို့ရှိရင်ဒီ comment လေးမှာလည်းမေးခဲ့လို့ရပါတယ်ပိတ်ချက်ပေါက်လေးမှာလည်းမေးခဲ့လို့ရပါတယ်เนาะโอเคအားလုံးလည်းအဆင်ပြေမယ်လို့လည်းထင်ပါတယ်เนาะအားလုံးပဲအဆင်ပြေပါစေခင်ဗျာ